ြေတောင်အာရှနိုင်ငံတွေထဲမှာအမေရိကန်ဒေါ်လာ၃နဲ့နိုင်ငံတကာနိုင်ငံရှိပါတယ်။အဲ့ဒီနိုင်ငံကစီးရဲမှုတွေနဲ့ရင်ဆိုင်နေကြရပြီးတော့ကျူးကျော်စစ်တွေနဲ့အချင်းချင်းပတ်ပင်းတိုးခဲ့တဲ့နိုင်ငံငယ်လေးတစ်ခုပါ။၂002ခုနှစ်ကမှလွတ်လပ်ရေးရပြီးကျမတို့မြန်မာနိုင်ငံနဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးရှိနေတဲ့နိုင်ငံလေးတစ်ခုဆိုရင်ဗီယက်နမ်ကိုထင်ပါတယ်ရှင်။ဒီနိုင်ငံကိုတော့အရှိတ်တီမွန်နိုင်ငံလို့ခေါ်ပါတယ်။ ဒီဒီမိုးနိုင်ငံက2002ခုနှစ်ကမှပဲအင်ဒိုရီးယားလက်အောက်ကနေလွတ်လပ်ရေးရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီးတော့21ရာစုမှာပထမအဦးဆုံးပေါ်ပေါက်လာခဲ့တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ပြည်ရင်းပြည်ပခါတွေနဲ့သူချိုစစ်တွေကြားတဲ့ကနေနိုင်ငံတစ်တစ်ခုအဖြစ်ဘလို့ရည်တည်နိုင်ခဲ့လဲဆိုတဲ့အချက်ကဒီမိုးနိုင်ငံကိုလေ့လာဖို့ဆွေးဆောင်မှုတစ်ခုဖြစ်နေခဲ့တာပါ။အင်ဒိုနီးရှားနိုင်ငံနဲ့ဩစတြေးလျနိုင်ငံကြားမှာတီမောပင်လယ်ပင်ကြီးတစ်ခုရှိပါတယ်။ဒီပင်လယ်ပင်ကြီးမှာတော့တီမောဆိုတဲ့ကျွန်းလေးတစ်ခုရှိပြီးတော့အရှေ့တီမောနိုင်ငံရဲ့တည်နေရာလည်းဖြစ်နေရပါဗျ။ အရှိဒီမောနိုင်ငံကဒီကျွန်းတစ်ခုလုံးကိုပိုင်တာမဟုတ်ပဲကျွန်းအရှိဘက်ကိုပဲပိုင်ဆိုင်တာပါဒီတီမောနိုင်ငံမှာဘာသာစကားအနေနဲ့30ကျော်လောက်ရှိပြီးတော့အဓိကကတော့ထဲတံလို့ခေါ်တဲ့ဒေသဘာသာစကားအပြင်ပေါ်တူဂီဘာသာစကားကိုလည်းသုံးစွဲကြတာပါ ဒီလိုသူများပတာစကားကိုတုံးဆွဲရတာကလည်းအင်မတန်စိတ်မကောင်းစရာတမိုင်းကြောင့်တစ်ခုရှိနေလို့ပါ။ဘာလို့လဲဆိုရင်တော့၁၈ရာစုအစပိုင်း1900ခုနှစ်လောက်မှာတီမွန်နိုင်ငံကပိုတူဂီတွေရဲ့ဒုစုံမှုကိုခံခဲ့ရပြီးတော့ဒီမတန်ကြီးတမိုင်းကြောင့်တွေအကုန်လုံးကလည်းဖျက်ဆီးတာကိုခံလိုက်ရတာပါ။အစပိုင်းမှာတော့ပေါ်တူဂီသားတွေကကုသရေးဝင်ဖို့အတွက်တီမောကိုရောက်လာတယ်ဆိုပေမဲ့နောက်ပိုင်းမှာတော့နိုင်ငံရေးတွေအထိပါဝင်ရောက်ဖို့ကြိုးပမ်းလာပါတော့တယ်။ဒါအပြင် ုတိယကမ္ဘာစစ်အတွင်းမှာလည်းဂျပန်တွေရဲ့သိမ်းပိုက်တာကိုခံရပြီးတော့ဒီလိုတိုင်းတစ်ပါးသားတွေရဲ့လက်အောက်မှာဒုက္ခဆင်းရဲပေါင်းများစွာနဲ့အသက်ရှင်နေရတဲ့တီမောနိုင်ငံသားတွေကလွတ်လပ်ရေးအရယူမယ်ဆိုပြီးပါတီတွေထောင်က အပြောင်းအလဲတွေစလုပ်ပါတော့တယ်။ဖြစ်စဉ်တော့ပါတီတွေကြားမှာအဆင်မပြေမှုတွေရှိပြီးတော့ပြည်ရင်းစစ်တွေဖြစ်တဲ့အထိပါ1985ခုနှစ်မှာတီမောပါတီတစ်ခုဖြစ်တဲ့ Fred Dillon ပါတီကအာဏာသိမ်းယူလိုက်ပါတော့တယ်။ ဒါကြောင့်ပေါ်တူဂီပြည်ခံထုတ်ကလည်းထွက်ပြေးရကမလည်ရရှိခဲ့ပါတော့တယ်။ပေါ်တူဂီရဲ့အုပ်ချုပ်မှုကို2300နီးပါးလောက်ခံခဲ့ရတဲ့တီမောနိုင်ငံဟာအဓိကဘာသာစကားအဖြစ်ပေါ်တူဂီဘာသာစကားကိုအခုအချိန်ထိသုံးဆနေကြတာဖြစ်ပါတယ်။ ဗီဒီယိုကိုဆက်မသွားခင်မှာအချိန်မရှိလို့စာမဖြစ်ဘူးဆိုတဲ့သူတွေရှိရဆိုရင်တော့ရွှေနှုတ် application နဲ့မှာနိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုအတန်နဲ့ရောစာနဲ့ပါအနည်းဆုံးဖတ်ရှုနိုင်ပြီဖြစ်တယ်လို့အတန်နဲ့အစအဆုံးနားထောင်လို့ရတဲ့ full audio တွေကိုနားဆင်နိုင်ပြီဖြစ်လို့အခုပဲ Play Store နဲ့ App Store တို့မှာရွှေနှုတ် application ကို download သွားဆဲလိုက်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်ရှင်ဆိုတော့ဗီဒီယိုကိုပြန်ဆက်ရရင်နိုင်ငံတကာနိုင်ငံအနေနဲ့ တိုင်းတပားတွေရဲ့လက်အောက်ကနေပထမဦးဆုံးလွန်မြောက်ခဲ့ရတဲ့အချိန်ဆိုတာပြန်တွေးကြည့်ရင်တော့မှအယံပြော့စရာကောင်းပါပါဒါပေမဲ့ဒီပျော်ရွှင်မှုလေးကစစမတီးရှိနိုင်ခဲ့ပါဘူးလွတ်လပ်ရေးရပြီးရပိုင်းအတွင်းမှာပဲအင်ဒိုနီးရှားတွေရဲ့ကျူးကျော်မှုစတင်မာတော့တယ် အင်ဒိုနီးရှားတွေရဲ့လက်အောက်မှာတော့တီမောနိုင်ငံကဒုက္ခဆင်းရဲအများကြီးခံစားခဲ့ကြရတာပါပြည်ရင်းစစ်တွေရဲ့ဆင်းရဲမှုတွေကြောင့်လူဦးရေနှစ်သိန်းနီးပါးလောက်ကတိဆုံးခဲ့ကြရတယ်လို့မှတ်တမ်းတွေမှာဖော်ပြထားခဲ့ပါတယ်အဲ့ဒီအချိန်ကတီမောလူဦးရေကတသန်းပဲရှိတာပါဒါကြောင့်မဲလူနေမှုအဆင့်အတန်းတွေနေကြခဲ့ရပြီးတော့စီးပွားရေးမှာလည်းဘာအခွင့်အရေးမှမရခဲ့ပါဘူးဒါကြောင့်လည်းတီမောလက်ရေလှုပ်ရှားသူတွေပိုပြီးစုပူလာတာကြောင့်အင်ဒိုတက်တွေကအကြမ်းနည်းနဲ့ကင်တွေပါတော့တယ် ဒီလီမြို့မှာစာနာပြစုပူသူ290လောက်ကိုအစွန်းလိုက်အပုံလိုက်တပ်ဖြတ်ခြင်းကိုကျူးကျော်ခဲ့တာပါ။ဒါကြောင့်နိုင်ငံတကာကအာရုံစိုက်လာပြီးတော့အင်ဒိုပေါ်ဖိအားပေးလာခဲ့ပါတယ်။ဒီအချိန်မှာအသက်တက်လာတဲ့အင်ဒိုသမရဟာပီပီဟာပြည်စည်းနေတဲ့နိုင်ငံတကာဆက်ဆံရေးကိုအဆုံးသတ်ချင်တာကြောင့်တီမောနိုင်ငံလွတ်လပ်ရေးအတွက်စာနာခံယူပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ဂျာလန်အနေနဲ့တီမောနိုင်ငံကလည်း1999ခုနှစ်မှာလွတ်လပ်ရေးရရှိခဲ့ပါတော့တယ်။ ဒါပေမဲ့အင်ဒိုကိုထောက်ခံခဲ့တဲ့တီမောနိုင်ငံသားတွေကစူဖူမှုတွေဖြစ်လာပြီးတော့အကြမ်းဖက်မှုတွေကိုကျူးလွန်ကလူနာထောင်ကျော်လောက်ကိုတပ်ဖြတ်ခဲ့ကြပါသေးတယ်။ဒီအချိန်မှာတော့ RBB လည်းဘာမှမတက်နိုင်တော့ပါဘူး။ဒါကြောင့်မဲကမ္ဘာကုလသမဂ္ဂ UN ကနေဝင်ရောက်ပြီးတော့တီမောကိုစတင်အုပ်ချုပ်ရပါတော့တယ်။ဒီလိုနဲ့ UN ကဦးစီးပြီးဥပဒေပြလွတ်တော်ရေးဖွဲ့စည်းကရွေးကောက်ဖွဲ့ကျင်းပပေးခဲ့ပါတယ်။2002ခုနှစ်မှာတော့အခြေခံဥပဒေတွေအသက်ဝင်လာခဲ့ပြီးတော့လွတ်လပ်တဲ့နိုင်ငံကလေးတစ်ခုအဖြစ်အသိမှတ်ပြုခံခဲ့ရပါတယ်။ ဒီလိုမျိုးကုမင်ကိုရှင်စနစ်နဲ့ဥကျခွင့်ရခဲ့ပေမဲ့ပြည်ရင်းပြည်ပခောက်တွေကမငြိမ်သက်သေးပဲနဲ့၂၀၀၆ခုနှစ်မှာလူဦးရေ15ရာခိုင်နှုန်းလောက်ကနေရင်ကနေစွန့်ခွာသွားကြရပါတယ်။ဒီလိုနဲ့ UN ကပဲပြန်ထိန်းသိမ်းခဲ့ပြီးတော့တမရလည်းနှုတ်ထွက်ခဲ့ပါတော့တယ်။နောက်တစ်သက်တမရကိုလည်းသူနေတဲ့အိမ်အထိတပုံစစ်သားတွေဝင်ရောက်လွတ်ကျန်တာခံရပြီးတော့တနက်တန်ရအပြင်းထန်ရခဲ့ပါတော့တယ်။ UN ကဝင်ထိန်းနေရတော့မှဂိမ်းမဆိုင်ကြတဲ့လူတွေပါပဲရှင်။ ီလိုနဲ့ UN ရဲ့ထိန်းချုပ်မှုအောက်မှာအခြေအနေတွေငြိမ်သက်လာပြီးနောက်မှာတော့တီမောနိုင်ငံကအာဆီယံအဖွဲ့အစည်းဝင်မှုစီစဉ်ခဲ့ပါသေးတယ်။တီမောဝန်ကြီးချုပ်ကအဖွဲ့အစည်းနဲ့မြန်မာအရေးကိုမဖြေရှင်းနိုင်ရင်တီမောအနေနဲ့ယုံကြည်လို့ရမှာမဟုတ်တာကြောင့်ဝင်မှုအတွက်စဉ်းစားရအောင်မယ်လို့ပြောပူပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာမြန်မာအရေးကအာဆီယံကြောင့်ဖြစ်လာတာမဟုတ်တလို့အဖွဲ့အစည်းဝင်မှုဆုံးဖြတ်ချက်ကိုလည်းမပြောင်းလဲဘူးလို့ရှင်းလင်းချက်ပေးခဲ့ပါတယ်။အခုထိတော့မဝင်နိုင်သေးပေမဲ့နိုင်ငံရေးတုံ့တက်သူတွေကတော့ 2025ခုနှစ်ထဲမှာဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။တီမောနိုင်ငံကကျမတို့မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း132နိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေဖန်တီးထားနိုင်ပြီးတော့နိုင်ငံရေးကိစ္စအဝဝကိုလည်းအခုအချိန်ထိအားကျွမ်းမှန်တဲ့စီစဉ်ဆောင်ရွက်နေသေးပါပဲရှင်။စီးပွားရေးဘက်မှာဆိုရင်လည်းကော်ဖီဆိုင်ပြိုးရေးနဲ့ရေနံကိုအထူးကဲ့မိခိုနေကြပေမဲ့အလုံးလက်မဲ့လူရန်စားနဲ့စီးရဲမှုကရှိနေတော့မှဒါအပြင်နိုင်ငံရဲ့တော်ဝက်လောက်ကပညာမတတ်ဘူးလို့ဆိုကြပါတယ်။ ါတွေကနှစ်ပေါင်းများစွာတိုင်းတစ်ပတ်လက်အောက်မှာနေခဲ့ရတဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်ဒီလိုမျိုးနိုင်ငံရေးမတည်ငြိမ်သေးတာတိရှိောက်တာတွေကမကြသေးတာကြောင့်ငွေကြေးအနေနဲ့အမေရိကန်ဒေါ်လာကိုအကြီးအကဲသုံးစွဲနေကြရပါတယ်ဒါပေမဲ့အမေရိကန်နိုင်ငံလိုအစီအပြီးနေကြတာမဟုတ်ဘဲနဲ့ငွေကြေးပေါင်းပွားမှုမြင့်တက်နေတာကြောင့်အရန်ကြီးအဆင်မပြေလာပါဘူးတီမောနိုင်ငံကဂျပန်နိုင်ငံနဲ့တူညီတဲ့အချက်တစ်ခုတော့ရှိပါတယ်ဒီပညာတွေတိုးတက်နေတာကိုပြောတာတော့မဟုတ်ပါဘူး။မိတောင်တွေအများကြီးရှိပြီးတော့ငလင်တကူမကြခဏခံနေရတာကိုဆိုလိုချင်တာပါ။ဒါအပြင် ပင်လယ်နဲ့နီးစပ်နေတာကြောင့်မှုန်တိုင်းနဲ့လည်းခဏခဏကြုံနေရတာပါဒါပေမဲ့လည်းဒီနိုင်ငံမှာအရန်လှပတဲ့နေရာတွေအများကြီးရှိပါတယ်ဒီထဲမှာမှပထမတစ်ခုကတော့တီမောနိုင်ငံရဲ့မြို့တော်ဒီလီပဲဖြစ်ပါတယ်ဒီမြို့ကတီမောကျွန်းရဲ့မြောက်ဘက်ကမ်းရိုးထဲမှာရှိနေတာကြောင့်အရန်လှပတဲ့ကမ်းခြေတစ်ခုကိုပိုင်ဆိုင်ထားပါတယ်တီမောရဲ့အထင်ကရဖြစ်တဲ့ခရစ်စတိုရေလို့ခေါ်တဲ့ယေရှုရုပ်ထုကြီးကလည်းရှိနေတာပါဒီရုပ်ထုကြီးကို1996ခုနှစ်မှာအင်ဒိုနီးရှားကလက်ဆောင်ပေးခဲ့တာလို့ပြောကြပါဗျ တင်မောရဲ့အလားအပါတွေကြောင့်ပြောရရင်တော့ဂျာကိုကျွန်းကိုတော့ဖယ်ထားလို့မရပါဘူးရှင်။ဂျာကိုကျွန်းဆိုတာကတင်မောရဲ့အရှိတ်မှာရှိပြီးတော့ကျွန်းစီကိုလေနေပဲအသွားလာလုပ်လို့ရပါတယ်။ဒီကျွန်းမှာလူနေထိုင်မှုမရှိတာကြောင့်အရန်တန့်ရှင်းနေပြီးတော့လှပလို့နဲ့တဘာဝတစ်ခုကိုပိုင်ဆိုင်ထားတာပါ။တင်မောမှာနောက်ထပ်အထင်ကရနေရာတစ်ခုရှိပါတယ်။ဒါကတော့နိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီးတဘာဝအတွက်ရောဘာသာရေးအတွက်ပါအရေးပါတာပါ။တောင်ရဲ့အမြင့်ကတထောင်တောင်မပြည့်တာကြောင့် အတက်ခီးက3လနာရီလောက်ပဲကြာပါတယ်။ဒါကြောင့်အချိန်လဲမကုန်လူလဲမပင်မမဲ့နဲ့တောင်တက်ချင်တယ်ဆိုရင် တော့တင်မောကိုသာအလဲသွားလိုက်ကြပါရှင်။ဒါအပြင်ဒီတောင်ရဲ့ထိပ်မှာဗဂျင်မေရီရဲ့ရုပ်ထုတစ်ခုရှိနေတာကြောင့်ဒေသခံတွေအနေနဲ့ဖျားဖို့တောင်တက်ခီးမကြာခဏသွားကြတာပါ။သမိုင်းမွေနှစ်တွေကိုမထိန်သိမ်းထားနိုင်ခဲ့ရင်တော့မှတီမောနိုင်ငံကဒီတဘာဝအလှတရားတွေကိုတော့ထိန်သိမ်းထားနိုင်ခဲ့တာကအောင်မြင်မှုတစ်ခုလို့ပြောရမှာပါဒီလိုတဘာဝအလှပကျွေးဝတာရဲ့နိုင်ငံခြားဆက်ဆံရေးကောင်းမွန်တာရဲ့အကြောင်း စနစ်တကျသာတိကျောက်သွားမယ်ဆိုရင်တော့ဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုဖြစ်နိုင်နေဆိုပြီးတော့နိုင်ငံရေးတုံ့တက်သူတွေကပြောထားကြပါသေးတယ်။ရင်းနှီးနဲ့တဘာဝအရေးမြစ်တွေပေါ်များတာကနိုင်ငံတကာနိုင်ငံတိုးတက်ဖို့အဆင်ပြေတယ်ဆိုပေမဲ့တိမောနိုင်ငံမှာကထင်သာတော့တော့လွယ်မနေပါဘူး။အခြေခံလိုအပ်ချက်တွေလည်းစုံစုံလင်လင်မရှိသေးတာကြောင့်တိုးတက်ရေးကိုအဟန့်အတားဖြစ်စေနိုင်တာပါ။လမ်းပန်းဆက်သွယ်ရေး၊လျှက်စစ်၊ပညာရေး၊စက်မှုနဲ့လုံခြုံရေးစတာတွေပါဝင်နေပြီးတော့တိမောဘာကဒါရီဘာတစ်ခုမှကောင်းကောင်းမွန်မွန်မရှိသေးပါဘူး။ ပြည်ရင်းပြည်ပခတ်တွေကလည်းဘယ်အချိန်ထားဖြစ်မယ်ဆိုတာမပြောနိုင်သေးတာကြောင့်လူတွေကစီးပွားရေးထားလို့ပို့တော်မှစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။လူဦးရေကလည်းတသန်းကျော်လေးပဲရှိတာဆိုတော့လူအရင်းမြစ်တွေကလည်းအင်အားကောင်းမနေပါဘူး။ဒါပေမဲ့တီမွန်နိုင်ငံကမျော်လင့်ချက်ရောင်ကြီးလေးတော့ရှိနေပါသေးရဲ့။ဒါကဘာလဲဆိုတော့အိန္ဒိယဩစတြေးလျနဲ့ပူးပေါင်းကတူးပေါ်မယ်ရင်းနဲ့အစ်စ်အောင်မြင်မှုရခဲ့ရင်တော့ကျမတို့နိုင်ငံကတော့မှကြော်ရင်ကြော်သွားနိုင်တာပါ။ဒါတွေကတော့အမေရိကန်ဒေါ်လာကိုကင်ထားကြပေမဲ့လက်ရှိအခြေအနေမှာ ဆင်းရဲနေတဲ့အရှိတီမွန်နိုင်ငံလေးအကြောင်းဖြစ်ပြီးဒီဗီဒီယိုကိုကြည့်ပြီးတော့အနာဂတ်မှာတော့တီမွန်နိုင်ငံလေးကတိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုဖြစ်လာနိုင်လားဒါမှမဟုတ်မြန်မာနိုင်ငံကိုကျူးကျွတ်သွားနိုင်လားဆိုတာကိုကိုမန်နေမှာလွတ်လပ်စွာဆွေးနွေးဖို့ဖိတ်ခေါ်ရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်နိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း900ကျော်မြန်မာဘာသာဖြင့်အတန်ရောစာနဲ့ပါနှစ်ထုတ်ဖတ်ရှုနားဆင်နိုင်တယ်လို့စာအုပ်တုံးရဲ့အစအဆုံးနားထောင်ခြင်းရွှေနှုတ် application ကိုခုပဲ download ဆွဲပြီးတော့ဖတ်လိုက်ပါနော်